ဒီနေ့ကကောင်းစင်တစ်ခုဖြစ်တယ်เนาะပထမကောင်းစင်ကတော့သတို့သမီးရဲ့အန်ဒီရဲ့တဲ့ဆိုတော့သတို့သမီးထဲမှာဘာအန်ဒီရဲ့ရှိတယ်လဲလို့ပြောတဲ့အခါမှာတခါတလေကြာရင်သတို့သားဖြစ်တဲ့ခရစ်တော်ထံသွားဖို့ရန်အတွက်ရှိမှကန့်လန့်ကန့်လန့်ဖြစ်နေတာအဲ့ဒီရှိမှကန့်လန့်ကန့်လန့်ဖြစ်နေတာကလည်းတခြားလူမဟုတ်ကိုယ့်ရဲ့မိသားစုဝင်လည်းဖြစ်နိုင် ီထဲမှာဆိုရင်ရပက်ခါပေါ့နော်သူကဘန္ဒာဆိုးပေါ့အာဗရာဟမ်စီလွတ်လိုက်တဲ့ဘန္ဒာဆိုးကကဲတွားမယ်လို့ပြောတဲ့အခါမှာခဏနေပါအောင်တဲ့၁၀ရက်လောက်ငါတို့နဲ့တူနော်ရှေ့မှာကလန်ကလန်နောက်ဆုံးကြတဲ့အခါကျတော့ရပက်ခါကိုမေးလိုက်တယ်ကဲမင်းလိုက်မလားရှင်းတယ်နော်ရပက်ခါကတော့ရှင်းတယ်ကျမလိုက်မယ်ဒါပဲ ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းခရစ်တော်ရဲ့တတို့သမီးကျွန်တော်တို့ကတတို့သားနဲ့ပတ်သက်ရင်ကျွန်တော်တို့ကပြက်သားဖို့လိုအပ်တယ်ပြက်သားဖို့လိုအပ်တယ်ရှေ့မှာကျွန်တော်တို့ကိုကန့်လန့်ကန့်လန့်လုပ်မဲ့သူများကြီးရှိတယ်ကိုယ့်ရဲ့မိသားစုလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းလည်းဖြစ်နိုင်တယ်နောက်ခုနပြောသလိုပေါ့ဟဲ့မင်းအမြဲတမ်းငါခေါ်နေကြမင်းလိုက်တယ်အခုနောက်ပိုင်းတော့မင်းရဲ့ခြေလန်းနေအဲပြောလာလိမ့်မယ်ပြောလာလိမ့်မယ် မင်းရဲ့ခြေလမ်းတွေကပုံမမှန်လာဘူးเนาะပြောလာလိမ့်မယ်ကိုခင်တဲ့သူမင်တဲ့သူကိုရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဖြစ်နိုင်ပါတယ်တခါတလေကြာရင်လေကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဝိညာဉ်အရာကိုရွေးယူတဲ့အခါမှာပြတ်သားဖို့လဲလိုအပ်တယ်တကယ်ဟာရပခါရဲ့အတ္တကတအားပြတ်တယ်ရှင်းတာပဲလိုက်မလားလို့ပြောလိုက်မယ်တဲ့နှာခေါင်မမေးအောင်တခါတည်းပဲတခါတည်းခေါ်တာ တခါတည်းအာဗြဟံစီလွတ်လိုက်တဲ့နော်ဘန္နာဆိုးနောက်ကိုလိုက်တာဘာကြောင့်မို့လဲသူသိတယ်သူ့ရဲ့တဒုတာဟိုမှာစောင့်နေတယ်စောင့်နေတယ်တဒုတာစောင့်နေတယ်သူသိတယ်တခါတည်းလိုက်မယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဝိညာဉ်ရေးရမှာတုံဆိုင်မနေရတွားရမလားမတွားရဘူးလားအေးအဲ့ဒါဆိုရင်ကမနဲ့ရဲ့အခွင့်ရသွားတဲ့အခါကျရင်တွားကိုမတွားတော့ ဒါကြောင့်ကျွန်တော်တို့ကတထုတ်သားနဲ့ပတ်သက်လာတဲ့အခါမှာလိုက်မလားလို့ပြောရင်လိုက်မယ်အဲ့ဒါပဲကျွန်တော်တို့ရဲ့တရမှာတုံဆိုင်တဲ့အနေထားမရှိရတကယ်ပဲရပက်ခါရဲ့အသက်တာကကျွန်တော်တို့တတို့သမီးဖြစ်တဲ့ယုံကြည်သူကိုခိုင်နိုင်ထားတာဖြစ်တယ်နော်ကျွန်တော်တကယ်ပဲကျွန်တော်တို့ရဲ့အသက်တာဒီလည်းပဲရပက်ခါရဲ့အသက်တာခဲတော့တတို့သားစီမှာလိုက်မယ်ဆိုတဲ့အမြဲတမ်းနော်ကျွန်တော်တို့က ချက်ချင်းဝန်ခံတတ်ဖို့လိုအပ်တယ်အာမင်အဲ့ဒီအရာကြရင်ဖယားတခင်ရဲ့အလုတ်လုတ်ပေးခြင်းကိုတဲပီတီရဲ့ကျွန်တော်တို့ခံစားရဖို့ရှိပါတယ်ဒါကြောင့်မို့တဲ့ဒီနေ့ကျွန်တော်တို့ရဲ့သူတို့သမီးတွေနော်ခရစ်တော်ရဲ့သူတို့သမီးရဲ့အဓိကလက္ခဏာကတော့တဲ့ချစ်သူမမေ့ပါနဲ့ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းမှာချစ်သူရှိပါတယ်အခုဒီချစ်သူဟာကျွန်တော်တို့ရဲ့ဝိညာဉ်ချစ်သူဖြစ်ပါတယ်နော်ဝိညာဉ်ချစ်သူ ခရစ်တော်ကိုတဲ့စာငတ်တောင့်တမျော်လင့်ရှာဖွေနေခြင်းဖြစ်သည်ထပ်ပြောပါမယ်ဒီနေ့ကျွန်တော်တို့ရဲ့ချစ်သူဟာခရစ်တော်ဖြစ်ပါတယ်အဲ့ဒီခရစ်တော်ကိုစာငတ်ခြင်းတောက်တာခြင်းမျော်လင့်ခြင်းရှာဖွေနေခြင်းဖြစ်သည်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာချစ်သူဖြစ်တဲ့ခရစ်တော်ကိုတောက်တာစံငတ်တော်အသက်တာနဲ့ ရှင်ဖို့ရန်အတွက်လိုအပ်ပါတယ်။ကဲနောက်တစ်ခုကောင်းစင်မှာကတော့ကျွန်တော်တို့စားရတဲ့အတိုင်းဝါဝါမြင်တိုင်းရွှေမဟုတ်ဘူးတဲ့။သူပြောကျင်တဲ့အတိတ်ပဲကတတို့သမီးတိုင်းဟာတဲ့။ဒီထဲမှာနော်ရေးထားတဲ့ဥစ္စာသိကောင်းတယ်။တတို့သမီးတိုင်းတဲ့ခရစ်တော်ရဲ့တတို့သမီးမဟုတ်ပါတဲ့အဲ့ဒီစကလုံးလေးတတို့သမီးယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းက တတို့သမီးဖြစ်ပါတယ်ဒါပေမဲ့ but အဲ့ဒီစကလုံးရေးကြည့်တယ် crypto e တတို့သမီးဖြစ်ဖို့လိုတယ်နော်တတို့သမီးတိုင်းကတဲ့ crypto ရဲ့တတို့သမီးမဖြစ်ဘူးဘာကြောင့်မှမဖြစ်တာလဲကျွန်တော်တို့မေးဖို့လိုအပ်တယ်တကယ်တမ်းကျတော့ဒီနေ့ကအဲ့ဒါကိုလေကိုကိုကိုစစ်ဆေးဖို့ရန်အတွက်ကျွန်တော်တို့ကိုကြွေးမွေးတာပါကျွန်တော်ကမလုပ်ဖို့အတွက်လည်း ဒီနှုတ်ကပတ်တော်စာတွေကိုဖတ်ပြီးတဲ့အခါကိုကိုကိုစိတ်ရတော့ဒါဆိုသူတို့သမီးတိုင်းကခရစ်တော်ရဲ့သူတို့သမီးမဖြစ်ဘူးဆိုရင်ကျွန်တော်ရဲ့အတ္တတားမှာဘာကြောင့်မဖြစ်တာလဲဘာကြောင့်ဖြစ်တာလဲဆိုကိုကိုကိုစစ်ဆေးဖို့လိုအပ်တယ်เนาะဒီမှာကျွန်တော်တို့ဝါဝါမြင်တိုင်းရွှေမဟုတ်ဘူးဆိုတာကအဝါရောင်တိုင်းကစစ်မှန်ခြင်းမဟုတ်ဘူးတဲ့เนาะပြောချင်တာအဝါတွေအများကြီးပဲတွေတချို့က ဟန်ချင်းမာတွေမလွေတုတ်တုတ်ကြီးတွေတွားစစ်လိုက်အစစ်မဟုတ်ဘူးတွားရောင်းလို့မရဘူးမရဘူးရွှေဆိုင်ကမဝယ်ဘူးပူဆိုးတာပူဆိုးတာကလေစလုံးမှာမြန်မာပြည်ကရွှေတွားရောင်းမဝယ်ဘူးဗျာမဝယ်ဘူးပူဆိုးတာပူဆိုးတာနော်ဘယ်လောက်ထိလဲဆိုတဲ့အခါစလုံးကရွှေဆိုင်ကလေသူတို့က certify လုပ်ထားတဲ့ရွှေပဲယူတာ အဲ့ဒီ certified ကဘယ်ကလာလဲ Swiss အာ Switzerland ကနေမှကိုပါမှတကယ် to serial number နဲ့အဲ့ဒီ serial number ကိုချိန်တာလမ်းမေးတာတခါလေအဲ့ဒါမှယူတာမလေအဲ့ဒါတောင်းမှဘာဖြစ်လဲ receipt ပါရသေးတာမလေမယူဘူးရွှေဆိုင်တိုင်းမယူမလေကြည့်ပြီးမှတော့ကျွန်တော်အော်တယ်ကြည်စမ်းလို့မြန်မာပြည်ရွှေကတုံးစားလို့မရဒီမှာရောက်လို့လေဖေဟာအဲ့လိုမဖြစ်ဘူး အာသူတို့လေကျွန်တော်လေအဲ့ဒါကိုမြင်တဲ့အခါကျတော့လေအော်လို့သူတို့ဝယ်တာကတကယ်စစ်ပြီလားဆိုတာတောင်မှ तू က तू က serial number နဲ့တခါလေးချိန်ပြီးမှရှိတဲ့ဥစ္စာ receipt ပါရအဲ့ဒါမှပြောချင်တဲ့ဥစ္စာပါလေစစ်မှန်ခြင်းနဲ့အတုဆိုတာရှိတယ်ဆိုတော့ပြောတာအစစ်ဆိုတာကတခုအတုကတော့ပြောမနေနဲ့အများကြီးရှိတယ်ကဲဒီနေ့အများကြီးပြောခဲ့ပြီးပြီရှိမှလည်း ျွန်တော်ဘာကိုပဲပြောခြင်းလဲဆိုတဲ့အခါမှာဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဘာအရေးကြီးတယ်လဲလို့ပြောတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကိုဖရာတခင်ကဘာလုပ်ဖို့အတွက်လဲလို့ပြောတဲ့အခါမှာကျွန်တော်တို့ကိုသူ့ရဲ့နိုင်ငံတော်သားထဲမှာเนาะကျွန်တော်တို့ကိုပထမဦးဆုံးခေါ်တာဖြစ်ပါတယ်ကျွန်တော်ဒီနှုတ်ကပတ်တော်လေးကိုတစ်ချက်ဖတ်ခြင်းတယ်မဿဲ20:24ကိုထို့သော ခေါ်တော်မူတော်သူအများရှိတော်လေတဲ့ရွေးကောက်တော်မူတော်သူနဲဒီဟုမိန့်တော်မူ၏ခေါ်တဲ့သူအများရှိတယ်အမှန်ကမတဲ့20နှစ်ဆိုတာကလေဘာကိုသွားပြောတာလဲဆိုရင်မင်္ဂလာဆောင်ပွဲဥပမာအကြောင်းကိုပြောတာမင်းကြီးစီမှာရှိရဲ့တားရဲ့မင်္ဂလာပွဲခေါ်တဲ့သူကလေ စင်ချီစင်လက်ပေးတယ်ငါတော့ဘာလုပ်ဖို့ရှိသေးတယ်ငါတော့ဟိုလုပ်ဖို့ရှိသေးတယ်เนาะဒီမာလေးဖတ်တဲ့အခါမှာ तू ဘာပြော့လဲဆိုတဲ့အခါကျတော့ထိုမင်းကြီးတွေဖိတ်ပြီးတော့သူတို့ကိုခေါ်စီခြင်းကလူလင်တို့ကိုစီလွတ်တယ်အဲ့ဒီတွားခေါ်တဲ့အခါမလာဘူးတယ်ဗျာသူတို့ဘာပြော့လဲဆိုတဲ့အခါကျတော့တချို့လူတွေကတဲ့ဘာပြော့လဲဆိုတဲ့အခါမှာ မင်္ဂလာဆောင်ပွဲကိုတဲ့အစင်တင်ပြင်ပြီးပြီနော်တဲ့လာဖို့အတွက်ခေါ်တယ်တချို့ဘာပြောလဲဆိုငါလေဝဲထားတယ်လေကိုသွားကြည့်ရအောင်မယ်တချို့ဘာပြောငါကုံတွယ်ဖို့ရှိသေးတယ်တချို့ဘာပြောလဲအမလေအမျိုးမျိုးပဲခုပြောလိုက်ဒီပြောလိုက်နဲ့ဘာဖြစ်လဲမလောက်တခင်ရခေါ်ခြင်းထဲမှာအဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ဖယားကသူ့တားတော်ကိုစီလွတ်တဲ့အခါမှာ ဂျူးလူမျိုးတွေအတွက်အရင်ရောက်လာတာဂျူးလူမျိုးတွေအတွက် ပြောတာတယောက်မှနော်အာတော်အတော်များများနော်အတော်များများလက်မခံတခင်ယေရှုကိုညင်းလိုက်တယ်အဲ့လိုပြောလို့အားလုံးလို့မပြောအောင်တော့အတော်များများတခင်ယေရှုရဲ့တပည့်တော်တွေကလည်းပဲဂျူးလူမျိုးဖြစ်ပါတယ်ဂျူးလူမျိုးကနေမှဧဝံဂေလိကပွားလာတာဖြစ်တယ်အတော်များများကိုပြောတာ ကဲဒါနဲ့ဘာလုပ်တယ်လဲဆိုကဲတဲ့ငါပွဲကပြင်ဆင်ထားပြီဖြစ်တော့ကြောင့်သွားခေါ်တဲ့လမ်းကြိုလမ်းချမ်းမှာရှိတဲ့သူအကုန်ခေါ်ချာဟာခေါ်ရာအကုန်ရောက်လာတာပွဲထဲမှာဟာဒါနဲ့မင်းကြီးကကြည့်ရောပုပ်ကိုတယောက်ကဝင်ထိုင်နေအဲ့ဒီပုပ်ကိုဘာဖြစ်လဲဆိုမင်္ဂလာဆောင်မင်္ဂလာဆောင်တဲ့အဝတ်မဝတ်ဘူးတဲ့ဟာ မင်္ဂလာဆောင်တဲ့အဝတ်မဝတ်တဲ့အခါကျတော့မင်းရောမင်းကြီးဒီတဲ့ကျွန်တော်နည်းနည်းဖတ်ချင်ပါတယ်နော်ပွဲ၌လျောင်းတော်သူတို့ကိုကြိရှိခြင်းကဝင်တော်မူတော့ခါမင်္ဂလာဆောင်ပွဲရဲ့အဝတ်ကိုမဝတ်တော်သူတယောက်ကိုမြင်လေအဝတ်မဝတ်တဲ့ပုဂ္ဂိုလ်ရှိတယ်အခုလမ်းကြိုလမ်းကြားဆိုတာကတပားမျိုးသားတွေကိုပြောတာဟာတပားမျိုးအမျိုးသားတွေအတွက်တကယ်တမ်းကျတော့မဟုတ်ပထမဆုံးက ပထမဆုံးကဂျူးလူမျိုးတွေအတွက်ဒါပေမဲ့ဂျူးလူမျိုးတွေကဘာဖြစ်လဲလက်မခံအခါတည်းကာစင်တင်တပ်လိုက်တာနောက်ဆုံးကြတော့ဘာဖြစ်လဲဂျူးလူမျိုးကနေတဆင့်တပါးမျိုးသားတွေဘက်ကိုကောင်းကြီးမင်္ဂလာရောက်သွားတယ်ဒါပေမဲ့အဲ့ဒီအထဲမှာတဲ့မင်္ဂလာဆောင်ပွဲဝင်တဲ့အခါမှာပုပ်ကိုကသူ့ကဘာလဲဆိုမင်္ဂလာအဝတ်မဝတ်ဘူးတဲ့အာဒါနဲ့မင်းကြီးကမွေးအဆွေးတဲ့ မင်္ဂလာဆောင်ပွဲအဝတ်မဝတ်ပဲနဲ့ဘဲကြောင့်ဝင်တည်နေတယ်။မေးတဲ့အခါအဲ့ဒီပုံကမပြောတတ်တော့။ဒါနဲ့မင်းကြီးပါပြောလဲဆိုရင်အချွေအရန်တို့အားတဲ့သူ့ရဲ့လက်ကိုတုံနှောင်ကြလော။လက်ကိုတုံတယ်။ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရပြင်အရက်မောင်မိုက်မှာ ယူသွားချထားလိုက်ဟုအမိန့်တော်ရှိ။အဲ့ဒီအထဲမှာပြောတဲ့ငိုကြွေးခြင်း အံသွာခဲချိတ်ချင်းရှိရပြင်ရက်မောင်မိုက်ဆိုငရဲကိုပြောတာမဟုတ်ဘူးငရဲကိုပြောတာမဟုတ်မြို့ပြင်မှာနေရတဲ့သူဘာကြောင့်မို့လဲဆိုရင်အဲ့ဒီအပိုက်ငယ်14ခုနကျွန်တော်ဖတ်ခဲ့တဲ့အတိုင်းခေါ်တဲ့သူတွေအများကြီးရှိတော်လဲရွေးကောက်တော်သူနဲဒါကြောင့်ဒီနေ့အထက်မှာအဲ့ဒါကိုရေးထားတယ်လေဟာခေါ်ခြင်းခံရလူတိုင်းမဖြစ်လဲဖျားနိုင်ငံတော်ထဲကိုရောက်လာပြီဒါပေမဲ့ရွေးကောက်တော်သူဆိုတာကပါလေစကားတင် အဲ့ဒီဇဂါတင်ကဘာလို့ဖို့အတွက်လဲခရစ်တော်ရဲ့တတို့သမီးခရစ်တော်ရဲ့တတို့သမီးဖြစ်ဖို့ဆိုတာကလေးအရွယ်ဝိညာဉ်ကလေးနဲ့တွားလို့မရကလေးကိုလက်မထပ်ဘူးလောကမှာရှိတဲ့ဥပဒေတောင်မှ ကလေးကိုလက်ထပ်ရင်အမှုပတ်တယ်ဖယားတခင်ကတရားမင်းဖြစ်တော့ကြောင့်ဝိညာဉ်ရဲ့အရွယ်မှာ ကလေးဖြစ်နေတယ်ဆိုရင်လက်မထပ်ဘူးလက်ထပ်လို့ကိုမရတာ ဒါကြောင့်ကျွန်တော်တို့ကနေ့တိုင်းဘာလုပ်ရတယ်လဲဆိုရင် သခင်ရဲ့အသက်ထဲမှာကြီးထွားဖို့သခင်ရဲ့အသက်ထဲမှာရင့်ကျက်တော်သူ ဖြစ်လာဖို့လိုတယ်။ဒါကြောင့်ကျွန်တော်တို့ကိုနေ့တိုင်းဖရားဘာလုပ်ပြီးနေဖရားလူတေရောက်နော်ဖရားလူတယောက်ဖြစ်လာဖို့ဖရားရဲ့အသက်ထဲမှာကြီးထွားလာဖို့ဖရားရဲ့အသက်ထဲမှာရင့်ကျက်လာဖို့ခရစ်တော်ရဲ့တရံတော်နဲ့တညီတရံတီးဖြစ်လာဖို့ ကျွန်တော်တို့ကို အခု အသက်ရှင်စဉ်လှုပ်ဆောင်ပေးနေတဲ့အချိန်ကာလဖြစ်တယ်။အဲ့ဒီအချိန်ကာလအထဲမှာကျွန်တော်တို့ဘာလုပ်ဖို့လွားလဲ။ဖခင်လှုပ်ပေးတာကိုကျွန်တော်တို့ဝန်ခံတော်သားသမီးတွေဖြစ်ဖို့လွားတယ်။အာမင်။ဒါကြောင့်အောက်မှာနော်ရေးထားတာတိတ်ကောင်းတယ်။ခရစ်တော်ကိုတဲ့ယုံကြည်သူအမြင်ခံတိုင်းကဲတင်ခြင်းမရ။နည်းနည်းရှုပ်တယ်လို့ဖြစ်ပေမဲ့တေချာစားကြည့်ပါ။အရန်မွေးလျော်ဝမ်းမြောက်စရာကောင်းပါတယ်။ ခရစ်တော်ကိုယုံကြည်သူအမိခံတိုင်းနဲ့အမိခံခရိယန်ကားတဲ့ကဲ့တင်ခြင်းမရောက်ရှင်းပါတယ်နော်အမိခံခရိယန်နောက်တစ်ချက်ခရစ်တော်ကိုယုံကြည်သူတိုင်းအခုအမိခံမို့တော့ယုံကြည်သူယုံကြည်လိုက်ပြီယေရှုကိုယုံကြည်တဲ့အခါမှာတဲ့ချီဆောင်ခံရမိတတို့တမီမဖြစ်သေးပါတတို့တမီမဖြစ်သေးပါတတို့တမီမဖြစ်သေးကျွန်တော်တို့လည်းပဲခရိယန်တိုင်းထဲမှာကြီးထွားလာတဲ့အခါမှာ ယုံဖို့တခုပဲပြောတယ်ယုံရင်ပြီးပြီယုံရင်ငရဲလွတ်ပြီဟုတ်ပါတယ်ငရဲလွတ်ပါတယ်မှန်ပါတယ်ကောင်းကင်ရောက်ပြီတကယ်တမ်းကြတော့ကျွန်တော်တို့ဗျာဒိတ်ကျမ်းထဲမှာเนาะ19ဗျာဒိတ်19ထဲမှာတွက်ဖက်တူတငယ်မင်္ဂလာဆောင်ပွဲခန့်ချင်းရှိပြီတဲ့သူဤမိမအဲ့မှာရေးထားတာသူဤမိမဒီ မိမိကိုကိုတစားစင်ပြီဒီနေ့သူဤမိမဆိုတာသူဆိုတာဘုရောပြောတယ်ခရစ်တော်ကိုပြောတာခရစ်တော်ရဲ့ဇနီးဖြစ်တဲ့ကျွန်တော်တို့ကမိမအများကြီးပြောထားတာတော့ဒီနေ့တကယ်တမ်းကျတော့အများကြီးပဲကျွန်တော်ဒီနေ့ဖတ်တဲ့အခါကောက်ကောက်ခပ်ပြန်ဖြတ်တဲ့အခါမှာလေအများကြီးပဲဓမ္မဟောင်းမှာလေဂျူးလူမျိုးတွေပါပြောလေငါရဲ့မယားလို့အဲ့လိုကိုတင်စားပြီးပြောတာအခုကျွန်တော်တို့ကိုတမတစ်ထဲမှာလေပါပြောလေ မင်းတို့ဟာတဲ့တေခြင်းကနေထမြောက်တော့သူရဲ့မယားဖြစ်တယ်နော်တဲ့တေခြင်းကနေဘလို့ထမြောက်တာလဲခရစ်တော်ထမြောက်တာလीခရစ်တော်ထမြောက်တော့သူရဲ့မယားကိုကိုကိုမြင်ဖို့ဝိညာဉ်ထဲမှာပြောတာနော်ဝိညာဉ်ထဲမှာမြင်ဖို့အတွက်လိုအပ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာခရစ်တော်ကိုယုံကြည်သူတိုင်းချီးဆောင်ခံရမိတတို့သမီးမဖြစ်သေးပါနော်တတို့သမီးမဖြစ်သေးဘူးချီးဆောင်ခြင်းမပါဘူးနော် ခြီဆောင်ခြင်းထဲမှာပြီးတော့လေเนาะခြီဆောင်ခြင်းကနှမျိုးနှစားရှိတယ်အဲ့ဒါသိဖို့လိုအပ်တယ်အူတီခြီဆောင်ခြင်းထဲမှာမပါတာကိုပြောတာအများရိတ်သိမ့်ခြင်းထဲမှာတော့ပါလိမ့်မယ်ထပ်ပြောမနော်အူတီဆိုတာကအောင်မြင်တော်သူကိုပြောတာအဲ့ဒီအောင်မြင်တော်သူကဂျူးလူမျိုးတွေရဲ့ထုံးစံကိုတွားကြည့်ရင် ပထမဦးဆုံးသူတို့တွေကလေကိုဆင်းတဲ့အခါမှာအူတီမဲ့တဲ့အသီးနံကိုသူကဘာလီဟလာဂျုံဆန်စပါမဲ့တဲ့အခါမှာပထမဦးဆုံးမဲ့တဲ့ဥစ္စာဘာလို့လဲရိတ်ပြီးမှအဲ့ဒီအူတီကမဆာရအိမ်တော်ထဲမှာတွင်းရတာအဲ့ဒါဖရာအတွက်ဖရာအတွက်အခုအူတီဆိုတာအခုကျွန်တော်တို့ယုံကြည်သူတွေအဲ့ဒီအသက်ထဲမှာရှင်းချက်တော်သူတွေက ခရစ်တော်အတွက်တတော်တမီအဲ့ဒါအူတီစီခြီဆောင်ခြင်းခံရနောက်ပိုင်းမှာဘာခြီဆောင်ခြင်းရှိလဲဆိုတော့အများခြီဆောင်ခြင်းရှိတယ်အဲ့ဒါအကုန်လုံးယေရှုကိုယုံကြည်သူတိုင်းခြီဆောင်ခြင်းထဲပါတဲ့ဥစ္စာဟုတ်ပြီနော်ဒါကိုနောက်မှပဲအချိန်ရှိမှပဲထပ်ပြောမယ်ဒါကြောင့်ခရစ်တော်ကိုယုံကြည်သူတိုင်းတဲ့ခြီဆောင်ခံရမည်တတော်တမီမဖြစ်သေးပါအဲ့ဒီအဲထဲမှာတို့တမီထဲမှာခြီဆောင်ခြင်းထဲမှာနှမျိုးနှစားရှိတယ် တို့သမီးအနေနဲ့ခြီဆောင်တာတခုအများကိုခြီဆောင်တာတခုအများကိုခြီဆောင်တဲ့အခါမှာတို့သမီးကိုခြီဆောင်တဲ့အခါမှာဘာလုပ်ဖို့အတွက်လဲအပေါ်မှာအပေါ်မှာခရစ်တော်ရဲ့တရားပလင်ရှိမှာကျွန်တော်တို့ကလူတိုင်းရက်ဖို့ရှိတယ်လူတိုင်းရက်တဲ့အခါဘာလုပ်မလုပ်လဲဆုလတ်ဆုလတ်ဆုပေးဖို့ရှိတယ်လောကမှာဘလောက်ပဲကိုယ့်ရဲ့ခွန်အားအစွမ်းတတ္တိနဲ့ကိုယ်လုတ်ခဲ့နော် မိနဲ့ရှို့မှာမိနဲ့ရှို့ရင်ပြာကျသွားရင်ဘာမှမရရွှေငွေကြောက်ကောင်းအဲ့ဒါသုံးခုရေးထားတယ်ရွှေဆိုတာခမီးတော်ရဲ့ဂုံအင်လက္ခဏာကိုပြောတာငွေဆိုတာသားတော်ယေရှုခရစ်တော်ရဲ့ရွေးနှုတ်ခြင်းကိုပြောတာကြောက်ကောင်းဆိုတာကတန်ရှင်တော်ဝိညာဉ်တော်ရဲ့မိမိရဲ့အတ္တတာထမအတွင်တံပြောင်းလဲပေးခြင်းအဲ့ဒီခမီးတော်ရဲ့ 撇钱打落也冤了钱嘞，但是呢，为伢落也就不便表来北京拆嘛。我看他不好躲避嘛，啊，但是呢，都搞呗，秘密也啊，都打嘛，是因为赵公讲开了，怕国家里原来全对全暴露了喏。拍伢也六少钱，拍伢也五少钱嘛，就拿我们看咩呢？国生产大记录大国落来了喏，没有啊，不嘛没有，亏着也得。 ခမီးတော်ရဲ့ရွှေဆိုတဲ့သူ့ရဲ့နော်ဖြစ်ချင်းနေကိုယ့်ရဲ့အသက်တာမှာနေတိုင်းရွှေကတ်ခြင်းခံရရဲ့လားခရစ်တော်ရဲ့အသက်ကဖြတ်တန်းစီစဉ်ခြင်းကိုကျွန်တော်ခွင့်ပြုရဲ့လားတန်ရှင်တော်ဝိညာဉ်တော်ရဲ့ပြုပြင်ပေးခြင်းကိုကျွန်တော်တဘောတူရဲ့လားအေးအဲ့ဒီအရာကိုကျွန်တော်တဘောတူတဲ့အခါမှာကျွန်တော်ရဲ့အသက်တာမှာဘာဖြစ်သွားလဲကြံခဲ့သွားတာရွှေငွေကြောက်ကောင်းနေနဲ့ကြံအဲ့ဒီအရာက ခရစ်တော်ရဲ့တရားပလင်ရှိယုံကြည်သူတွေတွေ့ရမယ်ပလင်ဟာခရစ်တော်ရဲ့တရားပလင်ဖြစ်တယ်။အဲ့ဒါဘာလို့ဖို့အတွက်စူယူဖို့ပြောပါပါလဲစူယူဖို့အဲ့ဒီစူကဘာလဲလို့ပြောတဲ့အခါမှာနှစ်တထောင်ဆိုတဲ့မီလီနီကာလမှာခရစ်တော်နဲ့အတူကျွန်တော်တို့ကဆိုးဆန်ရမယ်အချိန်ကာလဖြစ်တယ်။အောင်မြင်တော်သူအောင်မြင်တော်သူကိုပြောတာစူယူတဲ့သူဂျန်တဲ့သူတွေကဘာလဲ မြို့ပြင်မှာနေရမှာခုနပြောတဲ့ငိုကြွေးခြင်းအံသွားခဲကြိတ်ခြင်းရှိရပြင်အရက်မောင်မိုက်ဘာကြောင့်မို့လဲအခုလောကမှာအသက်ရှင်စဉ်တခင်ဖရာရဲ့ရယူပေးခြင်းတခင်ဖရာရဲ့ကျွန်တော်တို့အထဲမှာပြုတ်ပြင်ပေးခြင်းနဲ့ဖရာရဲ့အသက်ကိုကျွန်တော်တို့ကခွင့်ပြုခြင်းမရှိဘူးလက်ခံခြင်းမရှိကိုယ့်ရဲ့အသွေးအသားကိုယ့်ရဲ့စိတ်စာတိနဲ့ပဲအသက်ရှင်တဲ့အခါကျတော့ကျွန်တော်တို့ကဘယ်မှာဆုံးမခြင်းခံရမလဲဆို အဲ့ဒီနှစ်တထောင်ကာလမှာစုံးမရာကာလတွန်တင်ရာကာလငရဲမရောက်ဘူးเนาะနှစ်တထောင်ပြီးတဲ့အခါမှာကတော့ကောင်းကင်တစ်မြေကြီးတစ်ရောက်တဲ့အခါမှာအတူတူကျွန်တော်တို့ဝင်စားရမယ်ဒါပေမဲ့ဘယ်အချိန်မှာတော့စုံးမရာကာလထဲမှာရောက်ရမလဲဆိုနှစ်တထောင်ဒါပေမဲ့အခုခုနပြောတဲ့ဥစ္စာတိုင်းကျွန်တော်တို့ကဖရာရဲ့အသက်ထဲမှာသူတို့သမီးတယောက်အနေနဲ့ပြင်ဆင်ချင်းခံရတဲ့သူက ဘယ်မှာမွိလျော်ဝမ်းမြောက်ရမလဲဆိုနှစ်တထောင်ကာလမှာမွိလျော်ဝမ်းမြောက်ရမယ်တတို့သမီးတွေဖြစ်တယ်အာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တယောက်ချင်းစီတိုင်းတစ်ချိန်တုန်းကကျွန်တော်တို့လည်းဒီလိုပဲခံယူခဲ့တယ်အမလီအမှုတော်ဆောင်တွေကျွန်တော်တို့ပြောတဲ့သူတို့ပြောတဲ့ဥစ္စာကျွန်တော်နားထောင်တယ်ရတယ်ယေရှုယုံတာနဲ့ဘာဖြစ်လဲပီပီနော်ငရေသွားစရာမလိုတော့မှမှားတဲ့ငရေသွားစရာဒါပေမဲ့လေ ကျွန်တော်တို့ဘာမရအောင်လဲတိလားစုဖြစ်တော့နှစ်တထောင်မှာခရစ်တော်နဲ့သူစိုးစံတော်သူခရစ်တော်နဲ့သူအမွေခံတော်သူခရစ်တော်နဲ့သူအုပ်ဆိုးတော်သူမဖြစ်ဘူးမဖြစ်ဘူးမဖြစ်ဘူးဘယ်ဖြစ်ပါမလဲအခုလောကမှာတော့ကိုယ့်ရဲ့အသွေးသားနဲ့ကိုယ်ကိုယ်တိုင်လည်းသိတယ်ကိုယ့်ရဲ့အသွေးသားအသက်နဲ့အသက်ရှင်တော့ဟိုမှာသွားဆူယူခြင်းမရဘူးမိနဲ့စစ်မှာအာမင် ဒါကြောင့်တဲ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းဒီနေ့နော်တခင်ဖျားကပြောတယ်ကိုတော်နဲ့အတူတဲ့ရှီတော်သူတို့ဟာခေါ်တော်မူတော်သူရွေးချယ်တော်မူတော်သူသစ္စာရှိတော်သူ ဖြစ်ကြတယ်တင်းဒီရွေးချယ်ခံရတော်သူတန်ရှင်းစင်ကြဲသူသစ္စာရှိတော်သူ ဖြစ်ပြီလားကိုကိုကို မေးဖို့အတွက် ဖြစ်ပါတယ်ဒီနေ့တို့သမီးတယောက်ဟာ တတို့သားဖြစ်တဲ့ခရစ်တော်ရဲ့ပြင်ဆင်ပေးခြင်းကိုအမြဲဝန်ခံဖို့လိုအပ်ပါတယ်။ဒါကြောင့်ပြင်ဆင်ခံရတော့တို့သမီးမှာတဲ့ကျွန်တော်တို့ကိုယ်တိုင်ဖြစ်တယ်။ခရစ်တော်ရဲ့နေ့တိုင်းသူပြုပြင်ပေးခြင်းပြင်ဆင်ပေးခြင်းဒါရှိမှလည်းအများကြီးပြောပြီးပြီနော်။ခရစ်တော်ဒီနှုတ်ကပတ်တော်အားဖြစ်တဲ့စေကျော်တန့်စင်စင်ကြယ်စီပြီးတော့တဲ့အပြစ်တင်ခြင်းကင်းတော်တဲ့အညစ်အကြေးကင်းတော်တဲ့အယေတွန့်ခြင်း ကင်းတော်တဲ့အတီတင့်တယ်လျက်ရှိတော်တဲ့အသင်းတော်ကိုချီဆောင်ဖို့တဖန်ကြွလာမယ်အဲ့ဒါအသင်းတော်ဟာခရစ်တော်ရဲ့တိုးတမီနှစ်တောင်ကာလမှာမွေးလျော်ဝမ်းမြောက်ဖို့အတွက်ဖြစ်ပါတယ်အာမင်သခင်ယေရှုကိုရောကိုချစ်ပါ၏အာမင်